ဟောတော်မှာတော်ရမှာရှင်သေးအိုကြီးတကောင်နေထိုင်နေတဲ့အဲ့ဒီရှင်သေးကြီးကအိုရတယ်မဟုတ်ဘူးသူကကျမ်းမာရလည်းမကောင်းအစာလည်းပဲရှားမစားနေတာအစာရည်စားလည်းပဲငတ်မောခေါင်းပါသူ့စိတ်ထဲမှာသူအောင်းမနေတာတရေတကောင်ရဲ့အုံနှောက်နဲ့နှလုံးကို စားလိုက်ရရင်တော့သူကျမ်းမာရထူထူထောင်ထောင်ဖြစ်လာလိမ့်မယ်လို့သူအဲ့လိုအောင်းမိတယ်သူနာမှာလည်းပဲသူ့ကိုတရေဖမ်းပေးဖို့ရာ မပြောနဲ့ငါကောသူရှားပြီးကျွေးနိုင်တဲ့အချိန်တုန်းကသူနာလာကတ်ရပြီးစားတောင်းနေကြတဲ့အကောင်ပလောင်နေတဲ့တကောင်မှမရှိတော့ရှာရှာပါပါတို့ဘယ်မှာကိုယ်တိုင်မရှားနိုင်မဖွင့်နိုင်မဖန်းစီနိုင်ဘာရည်ချင်းမှ မရှိတဲ့မြေခွေးအူကြီးတကောင်ပဲသူနာကြံခဲ့တဲ့ခြံသေးကလည်းခြံသေးအူတပည့်ဖြစ်တဲ့မြေခွေးကလည်းမြေခွေးအူမြေခွေးအူနဲ့ခြံသေးအူ အိုးနှကောင်ကိုရဲမှာအတူနေကြချင်းသေးကြီးရဲ့စိတ်ကအဲ့ဒါစွဲနေတယ်သူကတရေရဲ့နှလုံးနဲ့အုံနောက်ကိုစားရရင်တော့ငါကြမ်းမာလာမယ်နိနာဘုသူမှလည်းခိုင်းစရာလည်းမရှိတော့ကဲရှိရလို့ခိုင်းရမှာပဲဆိုပြီးတော့မြေခွေးကိုကဲမင်းကတော့ကွာငါငယ်မွေးချံပေါ့တပည့်ကြီးပြီပြီ ငါကျမ်းမာရေးလည်းမကောင်းအစာရေးအာဟာရဓာတ်ကလည်းအတော်ကိုချို့တဲ့နေတယ်။တရေရဲ့နှလုံးနဲ့အုံနောက်ကိုစားရရင်ပြအရင်လိုအာရင်ပြည့်ဖြိုးပြီးတော့ငါကျမ်းမာလာမှာပဲအဲ့ဒါမြင့်တရေတကောင်ရအောင်ကြံခဲ့စမ်းပါတော့ရှာကြည့်စမ်းပါဆိုပြီးတော့သူတစ်ဖက်ကျော်ကြီးမြေခွေးအုပ်ကိုလွတ်လိုက်တယ်။မြေခွေးပါဆိုမှလကိုတရမှာတိတ်ပြီးတော့ခွန်အားကတိတ်အဲ့လောက်ကြီးကြီးမားမားရှိတာမဟုတ်တာကြားတော့ချင်သေးတော့ကြက်တက်တော့လို့သူ့မှာအားမအဲ့လောက်မကောင်းဘူး။ ဒီကြတဲ့အဝအိုနေသေးတော့သူကိုယ်တိုင်မဖမ်းနိုင်ပါဘူးသို့တော့မြေခွေးဆိုတော့ထုံးစံအတိုင်းပဲလေသူကချင်းသိကြောက်ရတာပေါ့ချင်းသိတော့သူကအားမမကြည့်တာဘူးအိုရာချင်းတူမယ်လို့ကချင်းသိကအိုရာအိုရာဆင်ပိန်တော့ကျွဲလောက်ရှိတယ်ဆိုတာလိုပဲချင်းသိပိန်တော့ကျွဲလောက်တော့အနည်းဆုံးရှိမှာပေါ့မြေခွေးပဲဆင်လို့ရမှာငယ်ကလည်းငယ်ကြောက်ချင်းသိဖြစ်တဲ့အခါကျတော့အဲ့ဒါတော့တွားရတာပေါ့တွားပြီးတော့အပြင်မှာတရေလိုက်စား ။တရားကောင်တွေတော့အဲ့တရားနာကပြီးတော့အဆိုးတရားတဲ့ကိုချင်းသိမင်းကကျမ်းမာရေးရလဲမကောင်းတော့အတက်ရွယ်ကလည်းထောက်လာတဲ့အတွက်ကြောင့်အဲ့ဒါတဲ့ကိုချင်းသိမင်းကသူမြတ်မရှိရင်တောပခြင်းရာတို့ကို ပေးခြင်းပါတဲ့အဲ့ဒါချင်းသိမင်းစီသွားလိုက်ပါအောင်လို့ညီကိုကြီးကပြောတယ်မြေခွေးပြောတဲ့စကားကော အဲဒီကယုံသွားတယ်ဗျာယုံပြီးတော့သူကတခါတမ်းမလီငါတော့တိုးပြင်ဖြစ်ရကြည်သေးရဲ့တခါတော့ချန်တဲ့စီသွားချန်တဲ့စီကခရိုင်းတို့ခွန်အားပြည့်စုံနေတဲ့အချိန်တုန်းကတော့အဝေးကနေလှမ်းပြီးတော့ခုံအုပ်နိုင်ဘူးခုံမို့နိုင်တော့တရေသူ့ကိုယ်ထဲဝင်လာတဲ့ဆိုတာနဲ့ပဲသူကတရေအနားကိုကတ်သွားလိုက်တယ်တရေကလည်းခရိုင်းလည်းပဲသူကကြောက်ရတာဆိုတော့ပြည့်တော်လှမ်းပြီးတော့သူနာကတ်လာတဲ့အခါကျတော့ အဲ့ဒါသူ့တပည့်ကြီးမြေခွေးပြန်လာတော့ဟာမင်းတရေကလွတ်သွားပြီအဲ့ဒါနောက်တစ်ခေါက်ပြန်ပြီးတော့ခေါ်ခဲ့ပါအောင်ဆိုတော့နောက်တစ်ခါမြေခွေးကသွားပြီးတော့အဆွေတရေဘာလို့ထပြေးသွားသလဲမကြောက်ပါနဲ့တင့်ကိုတော့ဘယင်ခန့်မယ်တလောက်ရေးကြည့်တဲ့ကိစ္စကိုခွန်နေညာရှေ့ညာအော်ဟစ်ပြီးပြောနေလို့ဖြစ်ပါမလားအမှန်ကတော့တင့်ကိုချင်းစင်မင်းကနှစ်ခုကြာတူးတူးပြောဆိုပြီးတော့ မှားကြစရာရှိတာမှားကြပြောဆိုမှုလို့ကတ်လာတာပါအထင်မလွဲပါနဲ့ဟိုကကျမ်းမာရေးမကောင်းအိုမင်းနေပါပဲသင်မြင်တဲ့အတိုင်းပါပဲအဲ့ဒါဒီတစ်ခါမြတ်သွားရင်သူမလာနိုင်ရင်တော့မှသင်ကအနီးနားကိုသွားလိုက်ပါလို့မြေခွေးကပြောတော့တရေကဟုတ်မှပြဟာဒါဆိုဟုတ်ပြီဆိုပြီးတော့ချင်းသေးကြီးအနီးနားကိုတိုးပြီးတော့ဒါနောက်တစ်ခေါက်တိုးကတ်သွားတဲ့ခါချင်းသေးကြီးကအနီးနားရောက်ပြီဆိုတော့ကတ်ပြီးတော့တခါတည်းဖမ်းပြီးတော့တတ်လိုက်တယ်ပေါ့ အရာသူစားရင်လည်းနှလုံးကိုစားနှလုံးစားရင်လည်းဘိုက်ကလည်းစားမစားရလည်းကြာစားလည်းငတ်တော့အသားဆူချိုးတဲ့နေရာကောင်းမဲ့ထင်တယ်လည်းပတ်ပြီးတော့စားချင်းသေးကြီးရလို့အစားမတ်ပြီးတော့စားနေတဲ့ချင်းမြေခွေးကခေါင်းကိုဖောက်ပြီးအုံနောက်ကိုသူကပထားလိုက်တယ်ချင်းသေးကြီးကနှလုံးစားပြီးအုံနောက်ကတော့ငတ်အတွက်ပြီးဒီချင်းသေးကြီးမမြင်တဲ့အခါကျမှစားမယ်ဆိုတဲ့အကြံနဲ့ပေါ့အဲ့လိုဝတ်ထားလိုက်တဲ့အခါကျတော့ချင်းသေးကြီးကသူစားလို့ဘိုက်လေးဝပြီးဆိုတော့အော်ငါခဏကအုံနောက်စားဖို့ အရင်ကအောက်မိတ်တာအဲ့အုံနောက်ဘဲမှာပါလက်တရေကိုလက်ပတ်ပြီးခေါင်းတစ်ခုလုံးခါတယ်ခါပြီးတော့ရှာကြည့်တယ်အုံနောက်ကမတွေ့ဟာမောင်မြေကိုရေငါတရေအုံနောက်ကပျောက်သွားတာတော့အရှင်မင်းကြီးဟော့ဒီတရေဟာနှစ်ခါတောင်မှကြုတ်လိမ်ခေါ်တာကိုခံရတယ်နှစ်ခါလုံး လိန်နာကိုယုံနေတဲ့ပုဂ္ဂိုလ်ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိတာကိုကြည့်ချင်းအပြင်ဟောဒီတရေဟာအုံနှောက်မရှိလို့ပဲဖြစ်မှာပေါ့ရှင်သေးကလည်းအဲ့ဒါယုံသွားတယ်ဒီပုံမြင်လေးကဦးဇင်းတို့ပြောချင်တာကနော် အကြောင်းအကျိုးအကောင်းအဆိုးကိုကိုယ်ပိုင်စဉ်းစားနိုင်စွမ်းဖြစ်နိုင်ခြင်းဖြစ်သည့်မဖြစ်သည့်မှားရင်မှန်၏ကိုကိုယ်ပိုင်နားလည်နိုင်စွမ်းစဉ်းစားနိုင်စွမ်းမရှိဘဲနဲ့သူများပါဇက်မှာလမ်းဆုံးတဲ့သူတွေဟာ အကျဉ်းချင်းအခါခါသူများလိမ့်နေတော့လည်းအလိမ့်ခံရမှမသိဘူးဖြစ်တတ်တယ်။သူများအလိမ့်ခံလို့အလိမ့်ခံမှမသိဘူး။သူများအတုံးချလို့အတုံးချခံမှမသိဘူး။သိကိုမသိတာအဲ့လိုဖြစ်နေတတ်တယ်။နော်။တစ်ချိန်တစ်ခါမကဘူးအကျဉ်းခါပြားဆိုတာအတုံးချနေသေးတယ်အောင်မသိဘူးဖြစ်နေတတ်တယ်။ဘာဖြစ်လို့လဲ။တရေလိုပဲကိုယ်တိုင်မစင်စားတတ်လို့။လောကမှာမြေခွေးလိုပုံကူတွေလည်းရှိသေးတယ်နော်။ဒီမြေခွေးဟာပါဇက်ကလေးပဲလှုပ်ပြီးတော့ ူများကိုကြောက်တွန်းလိုက်တာဘာအကျိုးအတွက်သူကြောက်တွန်းတယ်လဲသခင်အားရခွေးဘဝတာဒါပြောတယ်ချင်းသေးစရာလည်းသူမျက်နာရရောချင်းသေးစားရင်သူလည်းစားရမှာပဲဆိုတော့သူလည်းစားခြင်းစားခြင်းစားရတောက်ရရောသူလည်းအကျိုးရှိသူသခင်စီလည်းမျက်နာရအောင်သူများကိုပါဇက်ကလေးလှုပ်ပြီးတော့အသုံးချသွားတာတရေကိုတရေဟာသူ့ကိုအသုံးချခံရလို့ခံရမှန်းလဲမသိဘူးတစ်ခါတော့မဟုတ်နှစ်ခါတော့မဟုတ် ကနေ့ခေတ်ကာလမှာလည်းပဲစဉ်းစားဖို့လိုတာပေါ့တချို့လူတွေကစကကြီးစကကြဲတွေပြောပြီးတော့တခါတည်းပါဇက်ကလေးလှုပ်ပြီးတော့ပြလိုက်ရတယ်တချို့ပုံကိုယ်တွေဘဝနဲ့ရင်းပြီးတော့စတေးတာအတုံးချတာခံလိုက်ရတယ်နော်ဒီနေ့ခေတ်ဒါမျိုးတွေတော်တော်များများမြင်လာရတယ်စဉ်းစဉ်းစားစားလှုပ်ကြရတယ်နော်သူများကပါဇက်ကလေးပဲလှုပ်လိုက်တာအဲ့ဒီပါဇက်လှုပ်တဲ့ပုံကိုယ်တွေကသူတို့အကျိုးစီးပွားအတွက်ပါတချို့ကတွတ်ထားပြီးသား နော်ဒီပေါ်ငါတို့ဘာအကျုံးမြတ်ရမှာလဲနော်အဲ့လိုအဲ့လိုနော်အဲ့လိုစီသူတို့ကြိုးစီပတ်တော့ပါသူတို့ကတွက်ထားပြီသားအဲသူတို့ပါဇာလောက်တဲ့အတိုင်းဘဝပါလိုက်လှုပ်ပြီးတော့ပေးဆက်ရင်းနှီးတဲ့ပုံကိုယ်တွေကတော့အဲ့ဒါသူများအတုံးချတာခံရတတ်တယ်နော်တရေလူလူစားမျိုးတွေဖြစ်သွားတတ်တယ်နစ်နာသွားတယ်ပေါ့နော် နဲ့နာသွားတဲ့အသက်တွေဘဝတွေခန္ဓာတွေရင်းနှီးပြီးတော့ပေးဆက်လိုက်ရတတ်တယ်။မြေခွေးလိုကောက်ကျစ်ရုံမှာပြအသုံးချတတ်တဲ့လူတွေအတွက်အကြောင်းအဲ့လိုလူတွေအတွက်နဲ့ကိုယ်ဘဝတစ်ခုလုံးအမတန်အဖို့တန်နဲ့ကိုယ့်ရဲ့အသက်တစ်ချောင်းလုံးပေးဆက်လိုက်ရတတ်တယ်။ဒါကြောင့်မလို့အရာရာမှာသူများပြောထိုင်လိုက်ရင်ပြီးတော့သူများမြောက်ပေးတဲ့အဟုတ်ပတ်ပြီးတော့လုံနေဖို့မလိုဘူးပေါ့။နော်ကိုကိုတိုင်း မှားလားမှန်လားဟုတ်လားမဟုတ်လားတင့်လားမတင့်လားဆိုတာစဉ်းစားနားလည်အကျိုးရှိမရှိကိုတွေးခေါ်ပြီးတော့မှလောက်တဲ့နေနှုတ်မဆိုရင်တရေလို့အသက်ပေးရလိမ့်မယ်